66ပိုင်းယောဂါတွေကိုလက်နဲ့မန်းလိုက်ရုံနဲ့ပျောက်ကင်းအောင်ကုသနိုင်တဲ့တွန်တီမျိုးကအသက်၈နှစ်ရွယ်ဘိုးတော်လင်ထူဆန်အံ့ဩဝင်အားများပြားတဲ့မြန်မာနိုင်ငံမှာလည်းထူဆန်အံ့ဩတာတစ်ခုကဖြစ်ပြန်လာပါပြီ။အဲ့ဒါကတော့အသက်၈နှစ်ရွယ်ကလေးငယ်တယောက်ဟာယောဂါမျိုး66ပိုင်းကိုလက်နဲ့မန်းမုန်းလိုက်ရုံနဲ့ပျောက်ကင်းအောင်ကုသနိုင်တယ်လို့ဆိုရပါမယ်။ဒါကြောင့်လေအားလုံးကအားအသင့်နေချတာပါ။ဒါကြောင့်လေခုဆိုရင် အစောပိုင်းဘိုးတော်လင်ဟာအင်တာနက်တခွင်မှာနာမည်တော်တော်လေးကိုကြီးနေပါပြီ။ ဒီလိုနာမည်ကြီးနေတဲ့ဘိုးတော်လေးဟာတွန်တီးမြို့နယ်ရန်ကြီးအောင်ကျေးရွာမှာနေထိုင်နေလို့လည်းသိရတာပါအလုံးသိကြတဲ့အတိုင်းမြန်မာနိုင်ငံမှာနတ်လိုလိုဆုံးလိုလိုမော်လိုလိုအကမ်မီကတကိုးရှင်တွေကတော်တော်လေးကိုများပါတယ်။ဥပမာအနည်းနဲ့ပြောရင်အရင်ဘွားကတိုက်ဆက်ပဋ္ဌာန်းဆက်တွေကြောင့်အရာရာကိုကြိုသိနေပါတယ်ဆိုရင်အေမီဆန်တခါလေအထက်ဘားစီယာပုံကိုရဲမဆချင်းမြင့်မှုတွေကြောင့်ယောဂဝေဒနာခံစားနေရတဲ့ခုနှစ်ရက်သားသမီးတွေကိုကယ်တင်နိုင်စမ်းရထားတဲ့ထုတ်ခန့်ကြောင့်စသဖြင့်အများကြီးပါပဲ။ တခါတင်သွားတဲ့လူတွေနဲ့ဆက်သွင်းနိုင်ပါတယ်ဆိုရဲဆီယာမနေစီဝိုင်းတောင်မားဆနိုင်ပါတယ်ဆိုရဲဘိုးတော်ရင်စသဖြင့်နတ်လိုလိုဆုံးလိုလိုအထက်လန်းလိုလိုအောင်းလန်းလိုလိုသိပ္ပံပညာနဲ့ဖော်ပြလို့ခတ်တဲ့ကိစ္စတွေအများကြီးရှိပါတယ်ခုခါမှလေ ERA တိုင်းဒေသကြီးတွန်တင်းမြို့နယ်ရန်ကြီးအောင်ကျေးရွာမှာယောဂမျိုး66ပေါင်ကုသနိုင်တဲ့ဘိုးတော်လေးတစ်ပါးပေါ်လာခဲ့ပါပြီဘိုးတော်လေးကိုအတမန်မျက်စိနဲ့ကြည့်လိုက်လို့ကတော့တကယ်ကိုအသက်9နှစ်ရွယ်ကလေးငယ်လေးပါပဲ ။ဒါမင်းဘိုးတော်လေးလက်နဲ့အထိကမန်းမုံလိုက်တဲ့သူဟာခံစားနေရတဲ့ယောဂဝေဒနာမှန်သမျှကိုတသက်ပြောက်ကင်းစေတာများပါရင်ဒါကြောင့်လည်းဘိုးတော်လေးနေထိုင်နေရန်ကြီးအောင်ကြေးရွာကိုယောဂဝေဒနာခံစားနေရတဲ့လူနာတွေဟာအခမဲ့လာရောက်စိတ်ကူတာပေးနေတာဖြစ်ပါရင်တမန်လူတွေမကပါဘူးအခုဆိုရင်နှက်စည်းဆရာဘိုးတော်လေးစီကိုသာသနာဝန်ထမ်းဆရာတော်ကြီးတွေဦးစင်းတွေမေတ္တလာရှင်တွေကိုရင်လာရောက်ကူတာပေးပြတာဖြစ်ပါရင် ဒါပေမဲ့လက်တစားတစ်ဖက်မှာတော့ဘိုးတော်လေးကိုမြုံကြည့်ကြတဲ့လူတွေကလည်းတော်တော်လေးကိုများများပြပြရှိနေပါတယ်။ထို့သဖြင့်တော့ဘိုးတော်လေးဟာကလေးလိုပန်းပြပြီးဝင်းလေးတုံးပြတဲ့ပုံစံမျိုးလို့ဆိုရတယ်။ပြင်မာတော့ဘိုးတော်လေးကိုယုံကြည်လို့လမ်းရောက်စိတ်ကူတောင်းမှုခံယူနေကြတဲ့တွေအများကြီးရှိနေရမှာ။ဒါပေမဲ့လက်တစားတစ်ဖက်မှာတော့ TikTok, Facebook, Internet ဆာမျက်နှာတွေမှာတာမန်ကလေးငယ်တယောက်ကိုပန်းပြကငွေတွေလိမ်စားနေတယ်။နမိတ်ကြီးအောင်လုပ်နေတဲ့စတဲ့ဝေဖန်ချက်တွေလည်းရှိပါတယ်။ဒါနဲ့နောက်တိုင်းစိတ်ပညာရဘလုံးမှကုသလို့မရတဲ့ယောဂါတွေကိုတော့ ဘိုးတော်လေးကလက်ရှိထိလိုက်ုံနဲ့ပျောက်သွားရင်ဆိုပြီးကပြောဆိုနေရချောင်းမှာသူချင်းတော့တာမန်ခလင်းငယ်တယောက်ကမန်းမုံလိုက်တာနဲ့ခံစားရတဲ့ယောဂဝေဒနာရဲ့ယူပစ်တလို့ပျောက်ကင်းသွားနေဆိုတာကဘလုံးမကိုသိပ္ပံနီးချချက်လက်မမှန်တလို့လူရဲစရာတော့ဖြစ်နေပါသေးတယ်။ဒီအတွက်ကြောင့်လည်းလူတွေကတွနေမြို့နယ်ဘိုးတော်လေးကိုယုံကြည်မရှိကြတာပါ။ဒိုင်မန်လေးတခြားဖက်မှာတော့ဘိုးတော်လေးဟာကုလားအမှန်တကယ်ပျောက်ကင်းသွားလို့နောက်ထပ်လူနာတွေခေါ်လာတဲ့တွေတောင်ရှိရလို့ဆိုပြန်ပါတယ်။သူတို့ဖြစ်တော့ဘိုးတော်လေးဟာပါရမီထူးသူဖြစ်တာကြောင့် အထက်ပုဂ္ဂိုလ်ဘုန်းတော်တွေကတကောတိတ်ထိအစွမ်းနေပေးသနာထားလို့ဘုန်းတော်လေးမှန်းလိုက်တာနဲ့ယောဂပျောက်တာလို့ဆိုပါတယ်။တချို့ကတော့စာနောက်ခါဆရာထုခန့်ကျော်နဲ့ဘုန်းတော်လေးတို့နှစ်ယောက်ပညာချင်းရှင်ပြိုင်လာနိုင်ပါသေးတယ်လို့တော့အရှုံးဖောက်နေကြတာပါ။တချို့တွေကတော့ဆရာထုခန့်ကျော်လို့အသက်ကြီးကြီးနဲ့တကောတွေအစွမ်းနေရတာကိုယုံကြည်ပေးလို့ပဲမယ်။အခုထိခလင်းရွယ်ကောင်းလေးကအထက်ပုဂ္ဂိုလ်တွေရဲ့အဆက်အသွယ်လုံနေနိုင်တာကလုံးဝကိုယုံကြည်ဖွယ်အောင်အကြောင်းမရှိဘဲနဲ့ခလေးကိုအကြောင်းပြပြီးလှူစားနေကြတယ်လို့မိကွန်းထုတ်နေပါတယ်။ ကဲဒီတော့ပရိသတ်ကြီးကရောနက်စင်းစီယာဖြစ်နေနာမည်ကြီးနေတဲ့တွန်တင်းမြို့နယ်ရန်ကြီးအောင်ကြီးရွာကဘိုးတော်လေးကိုဘလို့မြင်ကြလဲဆိုတာပြောသွားကြပါအောင်ရှင်။